စ်သက်စပွဲတွေမှာစီးပွားရှာနေကြတဲ့ကျေးဇာစစ်သည်များစစ်ပွဲနှိပညာနဲ့ကျေးဇာတို့ရဲ့စီးပွားရေးအတွက်တိုက်တဲ့စစ်ပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခစ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် Guardian သတင်းစာရဲ့ဖော်ပြချက်အရအငင်းဖားစရာစေစားစစ်ကုမ္ပဏီဖြစ်တဲ့ Bloodwater ကိုတည်ထောင်နေသူ Eris Prince ဟာ Ukraine ရဲ့ကြီးထွားလာတဲ့ drone လုပ်ငန်းတွေကိုဝင်ရောက်ဖို့ကြိုးစားနေတယ်လို့သိရပါတယ် Prince ဟာ2009ခုနှစ်တုန်းကသူ့ရဲ့စေစားစစ်သည်တွေဟာ Iran နိုင်ငံ Baghdad မြို့မှာအစ်မဲ့အယတာ18ဦးကိုတပ်ဖြတ်ခဲ့တဲ့အတွက်နာမည်တက်ခဲ့ပါတယ်အဲ့အမှုဆောင်သူဟာတရက်ခွနေရင်ဆိုင်ခဲ့ရပြီးတော့ထောင်နံတွေချမှတ်ခံရတယ်လို့သူ့ကုမ္ပဏီလည်းပြုတ်ကွက်သွားခဲ့ပါတယ် နာမည်ပြပေးမယ်အခုတော့ Prince တယောက် KF မြို့ကိုရောက်နေရလို့ဆိုပါတယ်တရင်ရင်မြစ်တွေကတော့သူဟာ Ukraine drone company တွေကိုဝယ်ယူဖို့စူးစမ်းနေရလို့ပြောကြပါတယ်ပုဂ္ဂလိကဆက်ဘဆိုင်ရာ contract လုပ်ငန်း PMC ဆိုတာကပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးငွေကြေးရယူပြီးဆက်ဘဆိုင်ရာမင်ဆောင်မှုတွေကိုပေးတဲ့အဖွဲ့အစည်းတွေပါသူတို့ဟာတရားဝင်အစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကုမ္ပဏီကြီးတွေအတွက် contract စနစ်နဲ့အလုပ်လုပ်ပေးကြပါတယ်။ PMC တွေဟာနိုင်ငံတကာနိုင်ငံရဲ့တရားဝင်စစ်တမ်းမဟုတ်ပါဘူး။ သူတို့ပေးတဲ့ဝန်ဆောင်မှုတွေကတော့အစိုးရနဲ့ပုဂ္ဂလိကအဆောက်အဦတွေကိုကာကွယ်ပေးတာတည်ရင်တပ်ဖွဲ့တွေကိုနှီးပညာနဲ့မဟာဗျူဟာပိုင်းဆိုင်ရာတင် जा ပေးတာလက်နက်ရှင်နဲ့အခြားစစ်ပစ္စည်းတွေကိုလိုအပ်တဲ့နေရာကိုပို့ဆောင်ပေးတာတိုက်ပွဲတွေ့ကြုံရှိတဲ့စစ်သားဟောင်းတွေကကုမ္ပဏီတွေအတွက်လုံခြုံရေးတာဝန်ယူပေးတာစတဲ့အလုပ်တွေကိုလှုပ်ဆောင်ပါတယ် PMC တွေဟာဝင်ငွေကိုတာအဓိကထားတဲ့အတွက်တမေယောကျစစ်တပ်တွေလိုနိုင်ငံတကာဥပဒေတွေကိုဓာတ်ရိုက်လိုက်နိုင်စမ်းမလို့ပဲသူတို့ရဲ့ကိုယ်ပိုင်ကုမ္ပဏီစီမင်းတွေနဲ့တာလုတ်ကိုင်းကြပါရယ် အလွန်အင်အားကြီးတဲ့အမေရိကန်လိုနိုင်ငံတွေရောမှအလွန်အန္တရာယ်များတဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ ပေါကလီကစစ်ဘက်ဆိုင်ရာကန်ထရိုက်လုပ်ငန်း PMC တွေကိုငှားရမ်းပြီးအသုံးပြုနေပါတယ်။ PMC တွေဟာတရားဝင်စစ်မှုထမ်းတွေမဟုတ်တဲ့အတွက်ပေးဆောင်ဒဏ်ရာရရင်ရော့ကျေးပေးလိုက်ရုံနဲ့လုံလောက်ပြီးမိသားစုဆွေမျိုးတွေရဲ့ဖိအားပေးမှုကိုစိုးရိမ်စရာမလိုတော့ပါဘူး။ PMC တွေဟာ1990ပြည်နှစ်တွေမှာစတင်ပေါ်ပေါက်လာပြီးအထူးသဖြင့် American ရဲ့ Iran နဲ့ Afghan စစ်ပွဲတွေမှာပုံမှုအားကောင်းလာခဲ့ပါတယ် အစိုးရတွေအတွက်စစ်စည်းရေးတပ်သားစီကစစ်ရေးချင်းကြီးတွေကိုမြ мян ဆန်ဆန်တုံ့ပြန်နိုင်တာကြောင့်တွက်ချေကြိုက်ပါရယ်။ဒါပေမဲ့တစ်ဖက်မှာလည်းတာဝန်ခံမှုနဲ့ပါတာလူခွင့်ရေးချုပ်ဖောက်မှုတွေဖြစ်ပေါ်တတ်တာစားရဲဆိုးကျိုးတွေလည်းရှိပါရယ်။လူတိများရဲ့ PMC တွေကတော့ American ရဲ့ Erasip ပွဲမှာနာမည်ကြီးဆုံးဖြစ်ခဲ့တဲ့ Blackwater, Shaku, Academy လို့နာမည်ပြောင်းပြီး Russia နဲ့ဆက်စပ်နေတဲ့ Wagner ဖွဲ့၊ British နိုင်ငံဆောင်ကုမ္ပဏီဖြစ်တဲ့ G4S နဲ့ American အခြေစိုက် Dicopter ပဲဖြစ်ပါရယ်။ ်လက်ရှိအသက်56နှစ်ရှိပြီဖြစ်တဲ့ Eris Jimpress ဟာ American လူမျိုးစီးပွားရေးလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံသူနဲ့စာရေးစာတူဖြစ်ပြီးရခိုင်က American ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တဦးလည်းဖြစ်ခဲ့ပါတယ်။စီးပွားရေးဘာသာရပ်နဲ့တက္ကသိုလ်ပွဲရပြီး1992ခုနှစ်ကနေစလို့ရေတပ်အရာရှိဖြစ် Haiti အရှိအလဲပိုင်းနဲ့ဘောကန်ဒေသတွေမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။1998ခုနှစ်မှာဖခင်ကွဲလွန်ပြီးတဲ့နောက်ရှစ်တက်ကနေထွက်က Blowata USA ကိုတည်ထောင်ခဲ့ပါတယ် ဒီကုမ္ပဏီဟာအီရတ်စစ်ပွဲအတွင်းအမေရိကန်အစိုးရစီကလည်းလုံခြုံရေးကန်ထရာရရှိခဲ့ပေမယ့်2009ခုနှစ်မှာနိစွာရင်မြန်မာအရတား18ဦးကိုတပ်ဖြတ်ခဲ့တဲ့ကိစ္စကြောင့်နိုင်ငံတကာအငြင်းပွားမှုတွေဖြစ်ခဲ့ရပါတယ်ပရစ်ဟာ2009ခုနှစ်မှာ Flowwater ရဲ့ CEO ယာရုကနေနှုတ်ထွက်ခဲ့ပြီး2010ပြည့်နှစ်မှာကုမ္ပဏီကိုရောင်းချခဲ့ပါတယ်။အဲဒီနောက်မှာ Frontier Service Group လို့တခြားလုံခြုံရေးနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ FHG ဟာ ဟောက်ကောင်မှာအခြေစိုက်ပြီးတော့အာဖရိကနဲ့အာရှလိုအန္တရာယ်များတဲ့ဒေသတွေမှာဝန်ဆောင်မှုပေးခဲ့ပါတယ်။မြန်မာနိုင်ငံကမြစ်ဆောင်ဆဲမှာတရုတ်ပညာရှင်တွေရဲ့လုံခြုံရေးအတွက်လုပ်ငန်းလိုင်စင်ရယူပြီးလုပ်ကိုင်ခဲ့ရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပူပါတယ်။ဘလဝါတာကုမ္ပဏီဟာလက်နက်ခိုတဲ့မူရီကြောင့်2012ခုနှစ်မှာဒေါ်လာ49.5တန်ရောင်းချပေးခဲ့ရပြီး Prince ကိုရိုင်းလည်းလိဗျာနိုင်ငံကိုလက်နက်ခိုတဲ့မူနဲ့2020ပြည်နှစ်မှာ FBI ရဲ့စုံစမ်းစစ်ဆေးမှုကိုရင်ဆိုင်ခဲ့ရပါတယ်။ Prince ရဲ့နောက်ထပ်လုံခြုံရေးကုမ္ပဏီဖြစ်တဲ့ Fedex Global ဟာ ဟေတီနဲ့အီကွေဒေါနိုင်ငံတွေမှာလုံခြုံရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေပါတယ်။2025ခုနှစ်အောက်တိုဘာလမှာ Vadas Global ဟာဟေတီအစိုးရနဲ့တနစ်စာလုံခြုံရေးကွန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ပြီးတည်ရင်းရာဇဝတ်ခိုင်တွေရဲ့အကြမ်းဖက်မှုတွေကိုထိန်းချုပ်ဖို့ယူခဲ့ပါတယ်။ဒီစာချုပ်ရအမေရိကန်ဥရောပနဲ့အခြားဒေသများမှာလူပေါင်း200ခန့်ကိုဟေတီကိုဆေးလုပ်ပြီးဟေတီနဲ့ကင်ညာနိုင်ငံရဲ့တပ်ဖွဲ့တို့ဦးဆောင်တဲ့ကုလသမဂ္ဂ6ခန့်စစ်ဆေးရေးကိုကိုယ်ညီပံ့ပိုးပေးမှာပါ။ ဒီလုပ်ငန်းတွေမှာဖောက်ခွဲရေးပစ္စည်းတင် drone တွေအသုံးပြုရလဲပါဝင်ပြီးကုလသမဂ္ဂအစိုးရအဲ့ drone တွေဟာ2025ခုနှစ်ဧပြီလနဲ့မေလအတွင်းမှာခိုင်းသားနေရာ33ဦးနဲ့အရတား3ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ဝယ်ဆောင်မှုတွေဟီတီအစိုးရကငွေပေးချေပေးမိပမာဏကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပရင်စရဲ့ညီပြူဟာတွေဟာဥပဒေစိုးမိုးရေးဆိုင်ရာစိုးရိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဝေဖန်သူတွေကတော့တပ်ဆိုင်ရာနိုင်ငံရဲ့ဥပဒေနဲ့ပြည်သူတွေရဲ့ခံစားချက်ကိုနားမလည်နိုင်ငံသားတွေရဲ့လုံဆောင်ချက်တွေဟာအခြေအနေကိုပိုဆိုးစေနိုင်တယ်လို့တတိပီးခဲ့ကြပါတယ်။အမေရိကအစိုးရကတော့ဒီကန်ထရိုက်ထွက်ငွေကြေးထောက်ပံ့မှုတာမမဟုတ်ကြီးကြပ်မှုမျိုးမရှိဘူးလို့ညင်းဆိုထားပါတယ်။ဒါအပြင် press ဟာ2025ခုနှစ်မှာ Ecuador နိုင်ငံရဲ့မူရစ်စေဝါနဲ့တရားမဝင်ငါဖန်လုပ်ငန်းတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့မှလည်းပါဝင်ခဲ့ပါတယ်။ FedEx Global ဟာ Ecuador ရဲ့တမရော်နဲ့ရတဖွဲ့တွေကိုလေ့ကျင့်ပေးရတဲ့ပစ္စည်းကိရိယာတွေထောက်ပံ့ပေးရပြီးလုပ်နိုင်ပွဲရှိပါတယ်။ဒီဖြစ်ရဟာ American Public ကကြေစာစစ်တပ်တွေဟာနိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှုတွေကိုဖြေရှင်းမှုဆိုတဲ့အကြံပြချက်နဲ့ဝင်ရောက်ဆော့ဖက်လာနေရဲဆိုတာကိုကြားသားနေပါတယ်။လက်ရှိမှာအဘူရာဘီမှာနေထိုင်တဲ့ Prince ဟာသူကိုယ်သူ Liberal Wari လို့ပြောလို့ရှိပေမဲ့တကြောပြန်သမ္မတ Donald Trump ကိုထောက်ခံသူဖြစ်ပါတယ်။ ထရန်ဆိုရကရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးကိုစူးစမ်းနေတဲ့အချိန်မှာပရင်စ်ကတော့ယူကရိန်းမှာသူ့ရဲ့ကြီးစားစစ်သားလုပ်ငန်းကိုပြန်လည်အသက်သွင်းမှုစူးစမ်းနေပါတယ်။စစ်ပွဲအတွင်းရုရှားတို့တည်ဆုံမှုရဲ့80ရာခိုင်နှုန်းခန့်အတွက်အရေးပါတဲ့ဒရုန်းတွေကိုအထက်ရောက်ဆုံးလက်နက်ဖြင့်ဖန်တီးကြတာကြောင့်စစ်မြေပြင်ဆိုင်ရာအချက်လက်တွေနဲ့ဒရုန်းနည်းပညာကိုရယူဖို့မျှော်လင့်နေကြတဲ့အနောက်နိုင်ငံရှင်းပြီးမြောက်နှံသူတွေနဲ့ကာကွယ်ရေးကုမ္ပဏီတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ပရင်စ်ကိုရိုင်းကလည်းအဲဒီလုပ်ငန်းတွေကိုမျှဝေပေးလို့ကြောင့်တည်င်းတွေထွက်ပေါ်နေပါတယ်။ ပုဂ္ဂလိကစစ်ပတ်ဆိုင်ရာကန်ထရိုက် PMC လို့အမည်လှလာလေးပေးထားတဲ့ကျေးဇူးစစ်သားတွေအတွက် drone တွေဟာမရှိမဖြစ်လိုအပ်လာတယ်လို့ကြွမ်းကြံသူတွေကဆိုပါတယ်။စစ်သားဟောင်းတွေကိုအဆောင်အထိရိုးရှင်းစွာငှားရင်ကြတဲ့နေရာတွေကုန်ဆုံးသွားပါပြီ။အခုတော့ကျေးဇူးစစ်သားတွေဟာ drone တွေနဲ့ electronic စပွဲတွေကိုအထူးပံ့ပိုးပေးလိမ့်မယ်လို့ညွှန်လင်းရပါတယ်။ Prince ဟာအခုနှစ်ဟေတီနိုင်ငံတို့လိုတခြားနေရာတွေမှာစံတက်ခဲ့ပြီးအငင်းပွားဝယ် drone အသုံးပြုလောက်ကျန်တက်ဖြတ်ခြင်းအစီအစဉ်အတွက်အကြံပေးခဲ့ပါတယ်။ Prince ဟာကုမ္ပဏီတစ်ဖြစ်တဲ့ Fitness Global အဖွဲ့ဝင်ကျေးဇားတက်ခံရေးသမားရှာနေချီစစ်လို့ရမှာတာဝန်ရှိသူဖြစ်တယ်လို့စွပ်စွဲခံထားပါတယ်။တချိန်ကသူဟာအာဖဂန်နစ္စတန်မှာရှိတဲ့တပ်သူတွင်းတွေအတွက်သူ့ရဲ့ကြီးစားစစ်တာတွေကိုအုံပြုဖို့ကန့်လန့်ခဲ့ပေမဲ့ပယ်ချခံခဲ့ရပါတယ်။ကာကွယ်ရေးနယ်ပယ်မှာတချို့ကတော့ပရင်စ်ရဲ့နှောင်းဆောင်ရာဇဝင်တွေဟာသူ့ကိုထိခိုက်နိုင်လောက်အောင်မရှိဘူးလို့ဆိုကြပါတယ်။ သူဟာအကျင့်ပြချစားသူတွေအာဏာရှင်ခေါဆောင်တွေနဲ့နှိစက်လုံးတဲ့သူဖြစ်ရှုမြင်ခံရပြီးတရုတ်စစ်တပ်မှစစ်သားဟောင်းတွေကိုခန့်အပ်ထားတဲ့တရုတ်လုံခြုံရေးကုမ္ပဏီတွေနဲ့လည်းရခိုင်အလို့တူလှုပ်ဆောင်ခဲ့မှုတွေအတွက်အလို့အနန္တတွေမှာလုံခြုံရေးအန္တရာယ်ဖြစ်နိုင်ခြေရှိပါတယ်။နာမည်ကြီးယူကရိန်းကုမ္ပဏီက Prince ကိုလုပ်ငန်းရောင်းချမှာမဟုတ်ကြောင်း drone လုပ်ငန်းအမှုဆောင်အရာရှိတအူကပြောပါတယ်။တစ်ချိန်တည်းမှာပဲ American Pentagon စစ်ဌာနချုပ်ဟာ drone ထုတ်လုပ်မှုကိုချဲ့ထွင်မဲ့အထူးကစီစဉ်သစ်တရားကိုကြေညာခဲ့ပြီးအနာဂတ်ဆက်ပွဲနည်းပညာဖွံ့ဖြိုးတိုးတက်ရေးမှာကျေးဇူးစစ်သားတွေကိုငှားရန်အသုံးပြုပူးပေါင်းလှဆောင်မှုဆန္ဒရှိနေပါတယ်။ drone ဟာမျိုးဆက်တစ်ခုရဲ့အကြီးမားဆုံးစစ်မြေပြင်ဆိုင်ရာပြောင်းလဲမှုလို့ American စစ်တပ်အကြီးအကဲတွေကဆိုကြပါတယ်။ Google ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ဟောင်း Erishman နဲ့ CIA ထောက်လိုင်းညွှန်ကြားရေးမှူးဟောင်း David Bataris တို့လူတခြားအင်အားကြီးပုဂ္ဂိုလ်တွေဟာစစ်နောက်ပိုင်းယူကရိန်းရဲ့ drone ကဏ္ဍအတွင်းအလျင်မြန်ချင်းနှင်းဝင်ရောက်နေပါပြီ။အခုတည်နေနေပတ်သက်ပြီးမှတ်ချက်ပေးဖို့မြစ်တရားခန့်ချက်တွေကို Prince ကတစုံတရာတုံ့ပြန်ခြင်းမရှိပါဘူး။ဒါပေမဲ့ Prince ရဲ့ lawyer တွေက ဒရုန်းစစ်ပွဲရဲ့နောက်အနာဂတ်ကိုထိန်းချုပ်ဖို့ရှင်ပြိုင်နေကြတဲ့ကြီးစားစစ်သားတွေနဲ့ရင်းနှီးမြှုပ်နှံတဲ့တွေအတွက်စစ်ပွဲဆိုတာလူအချင်းချင်းတစ်ဖက်နဲ့တစ်ဖက်လက်နက်ကင်အသက်လူတိုက်ခဲကြခြင်းတသက်မဟုတ်တော့ဘဲစစ်ပွဲရဲ့ခွန်လန့်တစ်ခုလည်းဖြစ်လာကြောင်းကြေညာနေပါရယ်စစ်ပွဲဆိုတာအခုခါမှာနိုင်ငံတစ်ခုရဲ့တပ်မတော်နဲ့တိုက်ခိုက်မှုတသက်မဟုတ်တော့ဘဲစစ်ပွဲရဲ့ခွန်လန့်ကြီးတစ်ခုဖြစ်လာနေရဆိုတဲ့အချက်ပါပဲ Aris Brin ရဲ့လောက်ရတွေဟာဒီအချက်ကိုအထင်ရှားဆုံးသတိပြနေပါရယ် နာမည်ပြပေးမယ်အခွင့်အလမ်းရှာဖွေနေစေပရင်ဆာအီရမအယတသက်ပြမှုလက်နက်ခိုးသည်မှုတွေကြောင့်နာမည်ပြခဲ့ပြီးမဲ့သူ့ရဲ့လုပ်ငန်းတွေဟာရပ်တန့်သွားခြင်းမရှိပါဘူးဟေတီအီကွေဒေါ်နဲ့အခုယူကရိန်းလိုနိုင်ငံတွေရဲ့လုံခြုံရေးပြဿနာတွေကိုအခွင့်အရေးပြင်းပြပြီးဝင်ရောက်ဆက်ဖက်နေရကိုတွေ့ရပါတယ်ဒါဟာစစ်ပွဲရဲ့အမြင်နဲ့ရှုပ်ထွေးမှုတွေကိုအရင်းအနှီးဖြစ်သုံးပြီးအကျိုးမြတ်ရှာနေတဲ့သဘောပါဒရုန်းဒီပညာရဲ့အခန်းကဏ္ဍဒရုန်းတွေဟာခေတ်သစ်စစ်ပွဲရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်လာပြီလို့စောင့်မကဆိုပါတယ် ရုရှားယူကရိန်းစစ်ပွဲမှာဒရုန်းတွေဟာစစ်ရေးအောင်မြင်မှုတွေအတွက်အရေးပါခဲ့တာကိုထောက်ပြထားပါတယ်။ PMC တွေအတွက်လည်းဒရုန်းတွေဟာအရေးပါတဲ့လက်နက်တစ်ခုဖြစ်လာပြီးသူတို့ရဲ့ဝန်ဆောင်မှုဟာလည်းရုရှင်းနဲ့လုံခြုံရေးအဆောင်ဖြစ်ကနေဤပညာအခြေပြုစစ်ပွဲပုံစံစီပြောင်းလဲလာနေပါပြီ။ယူကရိန်းရဲ့ဒရုန်းပညာကို Prince လို့ကြေးစားစစ်သားတွေနဲ့ Google, CIA တို့လိုအဖွဲ့အစည်းကြီးတွေကအလျင်မြန်ဝင်ရောက်ချင်နေကြတာဟာဒီနည်းပညာဟာရေရှည်အကျိုးမြတ်ဘလောက်ရှိရဲဆိုတာကိုပြသနေပါရဲ့ ဒါဟာစစ်ပွဲလွန်ကာလတွေမှာတော့စစ်ပွဲနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေဟာအရှိန်အဟုန်ကောင်းနေအောင်လို့ခံမှန်းနိုင်ပါတယ်။ PMC တွေဟာတမယိုကျစစ်တပ်တွေလိုနိုင်ငံတကာဥပဒေတွေကိုတိုက်ရိုက်လိုက်နာစရာမလိုတဲ့အတွက်လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့တရားဥပဒေဆိုင်ရာပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဟေတီမှာအယက်သားတွေတည်ဆုံခဲ့တဲ့ကိစ္စဟာ DNA ကိုထင်ရှားစေပါတယ်။ Prince ဟာသူ့ကိုယ်သူ liberal worry လို့ပြောပေမဲ့ Trump ကိုခြောက်ခံနေသူဖြစ်နေရဟာစစ်ပွဲနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဟာနိုင်ငံရေးနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုပြသနေပါရဲ့ Trust ဆိုရကငင်းကြဲရေးကိုစူးစမ်းနေတဲ့အချိန်မှာ Prince ဟာ software တွေကိုဝင်ကျင်နေရဟာနိုင်ငံတော်အဆင့်မူဝါဒနဲ့ပုဂ္ဂလိကကုမ္ပဏီရဲ့အကျိုးစီးပွားကြောင့်မှကွဲလွဲမှုရှိနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။လက်ရှိခေတ်သစ် software ရဲ့ short trade ရဲ့သဘောတဘာဝကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။စပွဲဟာတေးကြပါလူအသက်တွေကိုဆုံးရှုံးစေတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေမဲ့တစ်ချိန်တည်းမှာပဲအကျိုးမြတ်ရှာလို့သူတွေနီးပညာကုမ္ပဏီတွေနဲ့နိုင်ငံရေးအင်အားစုတွေအတွက်စီးပွားရေးနဲ့နိုင်ငံရေးခွင့်လန်းများဖန်တီးပေးနေပါတယ် ဒါဟာစစ်ပွဲရဲ့ကြောက်မက်ဖွယ်ရအပြင်နောက်ွယ်ကခေမီနီပညာနဲ့စစ်ပွဲရေးလောဘရဲ့ပေါင်းစပ်မှုအကြောင်းကိုလည်းမီးမောက်ထိုးပြနေပါတယ်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေရဲ့တုံ့ပြန်ချက်များကိုလည်းကွန်မန့်ကနေတစင်မျှဝေပေးခဲ့ပါအောင်နော်။အခုလို့စိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာကြီးမြန်မာကြီးသတင်းများစွာကိုနားဆင်မှုသတင်းခေတ် channel ကို like and subscribe လေးလုပ်ပြီးပေးနာ notification bell လေးကိုလည်းနှိပ်ထားဖို့အတွက်မမေ့ပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကြင်ရှင်းကြပါစေရှင်။